လုံးမင်္ဂလာပါဓမ္မတုတ္တမြတ်ဝေယချင်းနေကနေပြန်လေးချိုးဆိုပါရယ်ဓမ္မတုတ္တမြတ်ဝေယချင်းနေကဆိုလို့ရှိရင်ဓမ္မရေးရာအဖျားဖျားတုတ္တရေးရာအဖျားဖျားတွေကိုပုံမှန်မြတ်ဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာဆိုင်ရာတည်တင်တည်တိုက်တဲ့ဘာသာရေးပြဿနာတွေကိုမေးမြန်းထားတဲ့အမေးတွေကိုဗုဒ္ဓဘာသာ ရေရမှာကျွမ်းကျင်နေဆရာတော်ဗရဏတိလောကတာယရဝေထွန်းက ပြန်လဲဖြေကြားထားတဲ့ဖြေကြားချက်တွေကို မျှဝေသွားမှာပဲဖြစ်ပါတယ်။တထုံမြို့သာသနာရေးတာကအရှင်အိမ်တော်ဘာသာကမေးတဲ့ဘုံမစိုးနတ်နဲ့ဆိုင်တဲ့မိခွန်းကဒီလိုမေးထားပါတယ်။စုလီဘိုးဘိုးကြီးတို့အဲ့လိုနတ်တွေအတွင်း38မင်းစတဲ့နတ်တွေဟာတဲ့ဘုံမစိုးစတဲ့နတ်မျိုးနွယ်တွေမှာ ဘယ်နိုင်မျိုးနယ်မှာအကျုံးဝင်ပါတလေအဲ့ဒီမိကွန်းကိုဆရာတော်ရွေထွန်းကဒီလိုဖြေချထားပါတယ်နတ်ဒီဆိုတာတဲ့တာမညာအဖြစ်ကြည့်မယ်ဆိုရင်ပုံမထဒီဝအာကာတထဒီဝဆိုပြီးနှစ်မျိုးရှိပါတယ်မြေမှာတည်တဲ့နတ်ဒီကောင်းကင်မှာတည်တဲ့နတ်လို့ဖြစ်တယ်တဲ့လူပြည်မှာဖြစ်တဲ့ရုပ်ကဆူပုံမဆူအဲ့လိုနတ်ဒီကတော့ အသင့်အတင့်တကိုးကြီးတဲ့နတ်တွေနဲ့မြင့်မို့တောင်ကို အမိပြုပြီးဖြစ်ကြတဲ့စတုမဟာရစ်နတ်တွေတာရင်းသားနတ်တွေကတော့ပုံမထဒေဝမျိုးဖြစ်ကြတယ်တဲ့ဒါပေမဲ့စတုမဟာရစ်နတ်တွေကလည်းမြင့်မို့တောင်ထက်မှာယူကန်တို့တောင်နဲ့အမျှ မြေ၌ဒီယုံများမကအိုင်ရနဲ့တဆက်သေးဖြစ်တဲ့စัจ java ရာတောင်းအထီကောင်းကင်၌လည်းတည်ပြီးတော့အာကာသထဒေဝမျိုးတွေလည်းရှိသေးတယ်။အဲ့လိုပဲတောင်းရင်သာနဲ့ဒီကလည်းမြင့်မို့တောင်းထိတ်ရွှေမြေအပြင်ယူဇနာတထောင်ကျဲဝန်းနဲ့တောင်းရင်သာနဲ့ပြည်နဲ့တပြင်းနဲ့အရက်လေးမျက်နှာစัจ java ရာတောင်းအထီကောင်းကင်မှာတည်တဲ့အာကာသထနဲ့မျိုးလည်းရှိသေးကြောင်းမှတ်ရပါတယ်တဲ့။ တာဝန်သာမအထက်ယာမာဆက်ဆတဲ့နှက်တို့ဟာလေကောင်းကင်နိုင်မှာတည်ကြတဲ့အာဂါတ္ထနှက်မျိုးတွေပဲဖြစ်ကြတယ်။အဲ့ဒီနှက်မျိုးမှာဆိုရင် ပုံမထနှက်မျိုးမှာပါဝင်ပြီးတော့လူပြည်မြေကဘာမှာအမိပြုတ်ပြီးနေကြတဲ့နှက်မျိုးကို ပုံမစွန်းနှက်လို့ဩဟာရပြုပါတယ်တဲ့။ အဲ့ရမှာခွဲပြီးတော့တစ်ပင်ကိုဗိမှန်ပြုတ်ပြီးနေတဲ့နှက်တွေကိုတော့ရုတ်ခိုးလို့ခေါ်ပြန်မယ်။အမှန်အဖျင်ပုံမစိုးနှက်မျိုးပဲဖြစ်တယ်။ပုံမစိုးနှက်တို့ကစတုမဟာရဲ့နှက်မျိုးမှာပါဝင်ပြီးတော့စတုမဟာရဲ့နှက်မင်းကြီးလေးပါးတွေရဲ့အခိုက်အစီခံမျိုးပဲဖြစ်တယ်။စူးလီဘိုးဘိုးကြီးတို့၊ကြိုက်ထီဘိုးဘိုးကြီးတို့စတဲ့နှက်တွေကစတုမဟာရဲ့နှက်မင်းကြီးများက ဒီနေရာမှာဒီစီရီတော်ကိုစောင့်ရှောက်ရန်တာဝန်ပေးအပ်ထားခြင်းခံရတဲ့ပုံမစိုးနိုင်ကြီးများပဲဖြစ်တယ်38မင်းစတဲ့နှမျိုးတွေကတော့အဲ့ဒီနိုင်ကြီးတွေလောက်တကိုးကြီးတဲ့ပုံမစိုးနှက်တွေမဟုတ်ကြဘူးပုံမစိုးနှက်တို့ရဲ့လက်ပါစီဝိမာဏိကနှက်ပြိတ်တာတွေပဲဖြစ်ကြနေတယ်လို့ဖြေထားပါတယ်အကြောင်းစူလီဘိုးဘိုးကြီးတို့လိုကြိုက်ထီယိုဘိုးဘိုးကြီးတို့လိုနှက်တွေကတော့ နမင်းကြီးတွေတာဝန်ပေးထားပြီးစီရောကိုစောင့်ရှောက်တာဝန်ပေးခြင်းခံရတဲ့ပုံမစိုးနှမျိုးနွယ်ထဲမှာပါတယ်38မိနစ်ကတော့အဲ့ဒီနိုင်ကြီးတော့တကုံးမကြီးပဲနဲ့ဒီပုံမစိုးနှတ်တွေရဲ့လက်ပါစီဝီမာနိကနှက်ပြိတ်တာမျိုးနွယ်တွေပဲဖြစ်ကြပါတယ်လို့ဆရာတော်ကရှင်းလင်းထားပါတယ်။နောက်မိခွန်းတကူကတော့မင်္ဂလာတော်ကဥတည်ဆွေကမေးထားတာပါ။သူကဘယ်လိုမေးထားလဲဆိုတော့ သာသနာပြုရပါလို့ဤဆိုတဲ့စူတောင်းတန်များကိုတဲ့သာသနာပြုနေပါတယ်ဆိုတဲ့ပြောဆိုတန်များကို၎င်းမကြာခဏကြားနေရပါတယ်တဲ့ဒါကြောင့်သာသနာပြုခြင်းရဲ့အနက်အိပယ်သဘောကို ရှင်းလို့ရှင်းလင်းဖြေဆိုပြီးပါရန် ဆိုပြီးလျှောက်ထားလာပါတယ်နာဝဆရာတော်ဗရဏတိလောကတာရာကဒီလိုဖြေမိန့်ထားပါတယ် သာသနာဆိုတာကတဲ့ဗုဒ္ဓရှင်တော်မြတ်ဖရာရဲ့အဆုံးအမတော်ကိုပဲဆိုလိုတာပါလူပုဂ္ဂိုလ်ဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ဆိုတော့ယရနာ၃ရက်ကိုစိကပ်ကိုးကွယ်တဲ့ဥပဒကဖြစ်ရာဖြစ်ကြောင်းတရားတော်တရားကောင်းတို့ကို လိုက်နာကျင့်သုံးနေရင်မိမိဖို့သာသနာတည်တယ်လို့ဆိုရပါမယ်တဲ့အဲ့တရားတော်ကတဏ္ဍကုံသုံးပါးနဲ့၅ပါးသီလကိုအခြေခံပြီးတော့ဒုစရိုက်မကောင်းတဲ့အကျင့်တွေ သူရာဇီဝမကောင်းတဲ့အသက်မွေးခြင်းနေရာခင်းရှင်းပြီးတော့ပုံညာကရိယာတရား10ပါးမင်္ဂလာတရား38ပါးတင်္ဂါလောဝါရလာကျင့်ဝတ်ဒါတွေနဲ့ပြည့်စုံဖို့ဖြစ်ပါတယ်ဒီတရားတွေကမိမိမှာဒီုံနဲ့အားမရပဲနဲ့မိမိနီးသူမိမိမယားတာတမိနဲ့အိမ်သူအိမ်သားတွေအိမ်ကြီးချင်းတွေမိမိရက်ကွက်မြို့ရွာတွေမှာရှိတဲ့လူများကိုလည်းတီးစေဖို့ရန်အတွက်ဟောပြောတာ နီးပေးတာရှေ့ဆောင်ရှေ့ရွယ်ပြုတာဒါတွေကလည်းသာသနာပြုခြင်းပဲဖြစ်ပါတယ်။တချို့ကဖျားတဆူဥဆောင်ပြီးတော့တဲချင်းကိုသာသနာပြုတယ်လို့ယူဆနေကြပါတယ်။ဖျားတဲချင်းထက်တဦးတယောက်ရဲ့တန်ထမ်းမှာတရဏဂုံတီလတီအောင်ပြုခြင်းသာသာသနာပြုတယ်မိချောင်းသတိပြုရပါမယ်။ဖျားစေတီတွေပေါများနေပေမဲ့လို့တရဏဂုံတီလတီသူများမရှိတဲ့အရာကိုသာသနာထွန်းတယ်လို့မဆိုနိုင်ပါဘူး။ မြန်မာခေအိန္ဒိယပြည်အာဂျန္နာဆန်ချီစတဲ့နေရာတွေများတဲ့အာဖဂန်နစ္စတန်ဂျာဘာစတဲ့နေရာတွေမှာကြီးကျယ်တဲ့ရုပ်ပွားစီတီတွေအများကြီးရှိနေပြီမယ်လို့ဗုဒ္ဓသာသနာမထွန်းတော်တာကိုဆင်ခြင်နိုင်ပါတယ်လို့ဆရာတော်ကဖြေမိတ်ထားပါတယ်နောက်မေးခွန်းတစ်ခုကတော့တာဂေတာကဝင့်ဝါသိမ်းကမေးထားပါဗါလို့မေးထားလဲဆိုတော့တိလရှင်များဟာတဲ့ အမျိုးသမီးများဖြစ်ပါလျက်အဘဲကြောင့်ဆရာမကြီးဆရာမလေးလို့မခေါ်ဘဲနဲ့ဆရာကြီးဆရာလေးလို့ခေါ်ကြရပါသလဲတဲ့ဒါအပြင်သီလရှင်များနဲ့ပြောဆိုဆက်ဆံရမှာ လူပုဂ္ဂိုလ်များကကျွန်တော်ကျမလို့သုံးလုံးနိုင်ပါသလားတဲ့ရန်တော်များနဲ့ဆက်ဆံပြောဆိုသလိုတပည့်တော်တပည့်တော်မှာဟု၍ သုံးလုံးရမည်လားတဲ့ဒါပြင်အသက်ကြီးတဲ့ယောက်ျားများကအသက်ငယ်ရွယ်တဲ့သီလရှင်များကိုရှ िख ိုးထိုက်ပါသလားတဲ့ရှင်းလင်းဖြေကြတော့ရှိဖြေကြပါဗျာတဲ့သူမိကွန်းလေးကအင်မတန်ကောင်းတယ်နော်သီလရှင်တွေကအမျိုးသမီးဖြစ်တဲ့အတွက်ဆရာကြီးဆရာလေးလို့ဘာလို့ခေါ်တာလဲဆိုတဲ့အကြောင်း တိရရှင်နေနဲ့ပြောဆိုဆက်ဆံရင်ကျွန်တော်ကျမတုံးလုံးနိုင်ပါသလားဆိုတဲ့အကြောင်းယဟန်တော်ရင်နဲ့ဆက်ဆံပြောဆိုတဲ့အခါတပြည့်တော်တပြည့်တော်မလို့တုံးလုံးရမှာမလားအသက်ကြီးတဲ့ယောက်ျားတွေကတော့အသက်ငယ်တဲ့တိရရှင်တွေကိုလည်းရှ िख ူတိုက်ပါသလားဆိုပြီးမိခွန်းလေးတွေကတည်တင်တည်တိုက်တဲ့မိခွန်းတွေပဲဖြစ်ပါတယ်။ဒါကိုဆရာတော်ဗဒနာဒီလောကသားကဒီလိုဖြေမိန့်ထားပါတယ်။တိရရှင်သမိုင်းအစမှာတဲ့အလွန်ရှိကြပြီးတော့ အင်ဝါခေမတရင်သုံးသီလာတဲ့လို့ခေါ်ခဲ့ကြရတဲ့ကုံမောင်ခေဥတော်မှာသီလာရှင်လို့စတင်သုံးလုံးခေါ်ခဲ့ပါတယ်တဲ့အထူးအဖြင့်ယရနာဘုံခေမင်းတုံမင်းတက်ထက်မှာကသေးမဏိပူရာစာတိသီလာရှင်ဘွဲ့မီဒေါခေမှာမြမအခေါ်မေကင်းတက်ထက်မှာသီလာရှင်ခေအထွန်းကားဆုံးလို့ဆိုရပါမယ်တဲ့သီလာရှင်ဆရာကင်းက ပရိယတ်စာပေလွန်စာတကြွန်းဒီနဲ့များအမျိုးသမီးဘဝနဲ့ပဲဖျားစုကိုပန်နိုင်တယ်လို့ဆိုပြီးဖျားစုပန်ခဲ့ပါတယ်တဲ့တောတထကီကျမ်းမှာဂေါရမဖျားအလောင်းဟာမင်းသမီးဘဝနဲ့ဖျားစုပန်ခဲ့တဲ့အထောက်အထားရှိပါတယ်ဒါကြောင့်သီလရှင်မေခင်ဟာမိမဘဝဖြစ်ပေမဲ့လို့သီလရှင်ဖြစ်၍အဋ္ဌိလေမိမအသုံးဖြစ်တဲ့မေခင် တော့ကင်းဆ iam ကြီးဆ iam လေးစတဲ့အတုံးတွေကိုမတုံးစီပဲနဲ့ဆရာကင်းဆရာကြီးဆရာလေးစတဲ့အတုံးတွေကိုတုံးတုံးခေါ်ဝေါ်စီခဲ့ကြောင်းသိရပါဗါတယ်အဲ့ဒီအခါစပြီးတော့သီလရှင်လောကမှာဆရာကြီးဆရာလေးသာအတုံးတွင်ခဲ့ပါတယ်လောကမှာကြီးမြတ်မှုဟုတဲ့ဟုတ်ဒီမှာကုနာဟုတ်ဒီဝရဟုတ်ဒီစာဒီဟုတ်ဒီဟုဆိုတော့၃မျိုးရှိရမှာ တီလာစားတဲ့ဂုံကြီးမြတ်မှုကုနာဝတီဟာပထမဖြစ်ပြီးတော့အသက်ကြီးမှုဝရဝတီဆိုတာကဒုတိယဖြစ်တယ်။အမျိုးမြတ်မှုဇာတိဩဒီဆိုတာကတတိယဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာ သာသနာတော်အလိုအဖျင်ကုနာဝတီရှိသူကို အသက်ကြီးသူ အမျိုးမြတ်သူတို့ကရှခိုးရမယ်ပူဇော်ခြင်းအယုတ်တိပြုခြင်းတို့ကို ပြုတိုက်ပါတယ်။ကုနာဝတီ ဆိုတာကခုံအားဖြင့်ကြီးမြင့်တဲ့သူကိုအတကြီးတဲ့သူ အမျိုးမြတ်တဲ့သူတွေကရှ िख ိုးတာပူဇော်တာအယိုသေးပြူတာတွေကို ပြုတိုက်ပါတယ်။တိလရှိသူဆိုတာကြားမှမဟုတ်မြတ်ပါတယ်။တိလရှင်များဟာအထင်က အထင်ကတိလခေါ်တဲ့ရှစ်ပါးတိလကိုအမြဲတမ်းစောက်တည်ကြသူတွေဖြစ်ပါတယ်။၅ပါးတိလတာ တည်တဲ့လူပုဂ္ဂိုလ်တို့ကရှိခိုးခြင်းပူဇော်ခြင်းတို့ကို ပြုလိုက်ပါတယ်။မဟောတ္တာဇတ်မှာဘုရားလောင်းမဟောတ္တာပညာရှိဟာဘေရီပရိသဘုမာကိုရှိခိုးခြင်းကိုတာရကပြုတင်ပါတယ်။ဘုရားတပည့်တော်တပည့်တော်မှာအသုံးနှုန်းကိုသုံးနှုန်းပြောဆိုခြင်းနဲ့ဆက်၍ကအထူးဆိုစရာ မလိုတော့ပါဘူးလို့ဖြေမိန့်ထားပါတယ်။